ရေဒီယိုအန်ယူဂျီတော်ရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အပိလ20ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စီရေးသတင်းကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြင်းမှုမျိုးနယ်ကန်တော်ရွာကကလေးငယ်ပေါဝင်အရသာ၄ဦးသေဆုံးရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းမြို့မျိုးနယ်ကံတော်ကြီးရွာမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ကလေးငယ်တူပါဝင် ရသားပြည်သူ၄ဦးနဲ့တော်လရင်ရဲဘော်တူတေဆုံးပြီး၁၀ဦးထပ်မံတဲ့ဒဏ်ရာရခဲ့တယ်လို့ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်တာမရှိဘဲမနေ့ကအီဘီလာ၁၉ရက်မွန်းတဲ၁၂နာရီကမှလေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကပြောပါတယ်။မနေ့ကအီဘီလာ၁၉ရက်နေ့မနက်၁၇နာရီ56မိနစ်ချိန်မှာမြင်းမှုမြို့နယ်ကံတော်ကြီးရွာမှာရှိတဲ့ပြည်သူတော်တဲကိုဒရဦးလေတပ်စကန်ကတက်လာတဲ့ Jet Fighter ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အသက်နှစ်နှစ်အရွယ်ကလေးငယ်တဦးရဲဘော်တဦးနဲ့ရဲဘော်မိသားစုဝင်၄ဦးသေဆုံးခဲ့ရတယ်လို့အသိပေးပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲလေရင်ပေါ်ကနေဘုံကျဲပြီးရော့ကန်နဲ့ပစ်သွားတာလို့မြင်းမှုမျိုးနဲ့သတင်းမှန်ပြန်ကြားရေးဖွဲ့ကလည်းပြောပါတယ်။စစ်ကောင်စီအနေနဲ့အပြည့်ရမယ်လို့ကြေညာထားပေမဲ့တကြံဂျုံနေကနေနှစ်ဆန်းနှစ်ရက်နေအထိစကိုင်းတိုင်းတွေကအရတော်မြင်းမှုနဲ့ဝက်လက်တို့မှာကလေးငယ်များပြည်သူနေအိမ်တွေကိုဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်ကလေးငယ်များပြားထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတ်တမ်းတွေကသိရပါဗျ။ အခုလိုတိုက်ပွဲဖြစ်တာမရှိဘဲတရအူးလီတက်ကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်လင်းပိုင်လော့တီရဲ့အရသာပြည်သူတွေပေါ်တက်ဖြတ်ခဲ့တာကိုတမိုင်းမှတ်တမ်းအဖြစ်မှတ်တမ်းတင်ထားရှိမယ်လို့မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကအသိပေးထားပါတယ်ခင်ဗျာအခုတခါစစ်ကောင်စီရဲ့လူမျိုးရေးဘာသာရေးသွေးခွဲမှုတွေကိုတွေ့ဝေမနေပဲပြက်ပြက်သားသားတိုက်ခိုက်ကြဖို့ KNDF စီရေးချုပ်သတိပေးတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်စစ်ကောင်စီဘက်ကလူမျိုးရေးဘာသာရေးသွေးခွဲမှုတွေလုပ်နေတာကိုတွေ့ဝေမနေပဲ ြက်ပြက်သားသားတိုက်ခိုက်ကြဖို့ကရင်ပြည်မျိုးသားများကာကွယ်တပ် KNDF စစ်ရေးချုပ်ခူရီတူကပြောကြားလိုက်ပါတယ်။ရှမ်းတောင်ဒေသခြေဆိုင် KNDF ဗျူဟာအမှတ်9ရဲ့ SSNDF KNDF အခြေခံစစ်တပ်နယ်စင်ပွဲကို April 18ရက်ကပြုလုပ်ခဲ့ရမှာ KNDF စစ်ရေးချုပ်ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။အာဏာရှင်ကိုတော်လှန်ရေးအာဏာရှင်မဖြစ်ဖို့နဲ့ရန်သူကိုဆက်ဆံတဲ့အခါမီးလိုဆက်ဆံရမှာဖြစ်ပေမဲ့လူလူကိုဆက်ဆံတဲ့အခါရေလိုဆက်ဆံရမယ်လို့တနန်းစင်ရဲဘော်တွေကိုပြောကြားခဲ့ပါတယ်။ရန်သူစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ထိတွေ့ရင်ဆိုင်ရချိန်မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြက်ပြက်သားသားရဲရဲရဲချင်းရင်ဆိုင်ရမှာဖြစ်ပြီးလူလူနဲ့ဆက်ဆံတဲ့အခါဘယ်လိုအခြေအနေမျိုးမှမဆိုနှိမ်ချဆက်ဆံကြဖို့လဲ KNDF စီရေးချုပ်ကမိန့်ခွန်းပြောကြရမှာထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲဒီစစ်တမ်းလမ်းစင်ပွဲခဏကို KNDF ဘိုးကော်မတီဝင်နိုင်ငံရေးဌာနကစီရေးချုပ်ခူရီတူဒုစီရေးချုပ်မင်းသားဘျူဟာကိုဘျူဟာမူစင်နီဘျူဟာမူတို့ပါဝင် KNDF တာဝန်ရှိသူတွေနဲ့မာမိဖွဲ့စည်းတွေကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ KNDF ကလည်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးမဒူဘီမြို့ပေါ်တနီယာကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်ပါစတာတူပါဝင်ပြည်သူ၅ဦးထံရရှိနေတချို့ထိခိုက်ပျက်စီးဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်တောင်ပိုင်းမဒူဘီမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအီဘီလာ18ရက်နေ့မှာလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း The Mdubi Times မှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာအီဘီလာ18ရက်နေ့ညနေ2နာရီဝန်းကျင်ကမှမဒူဘီမြို့ပေါ်ကိုတစ်ကြိမ်နဲ့မဒူဘီမြို့အနီးတနီယာကိုနှစ်ကြိမ်အကြမ်းဖက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဘုံကျဲတက်ခတ်မှုကြောင့်ပါစတာတူပေါဝင်အရသာပြည်သူ9ဦးဒဏ်ရာရရှိခဲ့ပြီးနေတချို့ထိခိုက်ပျက်စီးသွားကြောင်းသိရပါတယ်။ဒဏ်ရာရရှိသူ9ဦးထဲက3ဦးဟာပါစတာမိသားစုဝင်ဖြစ်ကြောင်းသိရပါတယ်။ပြည်သူ9ယောက်လောက်ဒဏ်ရာရတဲ့4ယောက်ကတော့အရေးပေါ်ကုသမှုခံယူနေသေးပါ။ဒဏ်ရာရတဲ့တဲက3ယောက်ကပါစတာနဲ့မိသားစုဝင်တွေပါ။ပါစတာရဲ့သူ့ဇနီးရဲ့သူ့သမီးရဲ့ပါစတာကတော့တော်တော်ထီထားတယ်ခြေတစ်ပတ်ပြတ်တယ်။၃ယောက်စလုံးစိုးရင်ရတယ်လို့ The Mutubi Times ရဲ့ဆက်သွယ်စုံစမ်းချက်အရသိရှိရပါတယ်။ ဘုံကျဲခံရမှုနဲ့ပတ်သက်ပြီးမတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့သတင်းစုံတရားထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။နေထိုင်ပျက်စီးမှုနဲ့ဒဏ်ရာရရှိမှုနောက်ဆက်တွဲခြေအနေတွေကိုမတူပီ Times အနေနဲ့ဆက်သွယ်စုံစမ်းလျက်ရှိပါတယ်။အကြမ်းမဆစ်ကောင်စီတပ်ဟာ2025ခုနှစ်အခုလဧပြီလအစောပိုင်းကစပြီးချင်းညီနောင်အဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မင်းတပ်ကံပက်လက်တို့ကိုလေချောင်းပုံးကျဲတိုက်ခတ်မှုတွေဇက်တိုက်ပြလုပ်လာတာဖြစ်ပြီးဒီကနေ့မှလည်းမတူပီမြို့ကိုပုံးကျဲတိုက်ခတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမင်းတပ်မြို့နယ်တနီယာကိုစစ်ကောင်စီကပုံးကျဲတိုက်ခတ်ခဲ့တာကြောင့် ။အရသာပြည်သူခလိငယ်2ဦးပါဝင် ပြည်သူ6ဦးသေဆုံးခဲ့ရပြီး9ဦးထဏ်ရာရှိခဲ့ပါလေ။မင်းတပ်မျိုးပေါ်ကမြို့မှနှစ်ချင်းဖျားရှိကိုကြောင်းလဲပျက်စီးခဲ့ရပါလေခင်ဗျာ။အခုတစ်ခါတင်ဆက်ပေးမယ့်သတင်းကတော့အီလာလီဒါစကန်ကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုမှာလေရင်တိုးလောင်ရုံအပါဝင်အဆောက်အုံတချို့ပျက်စီးပြီးစစ်သား6ဦးထဏ်ရာရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါလေ။နေပြည်တော်မှာရှိတဲ့အေလာလီဒါစကန်ကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့မှုမှာလင်းရင်တူလောင်ရုံအပါဝင်အဆောက်အုံအချို့ပျက်စီးပြီးစစ်သား6ဦးထဏ်ရာသွားတယ်လို့ Brave Warriors for Myanmar BWM ကဒီကနေ့ April 20မှာအသိပေးထုတ်ပြန်လာပါတယ်။ April 18ရက်နေ့က BWM နဲ့မဟာမိတ်အဖွဲ့ Ela Leaders Gang ကို short tight တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ပျက်စီးဆုံးရှုံးမှုအခြေအနေကိုအသိပေးလိုက်တာဖြစ်ပါတယ်။ BWM နဲ့မဟာမိတ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် Ela Lee စိတ်မှာရှိတဲ့လေရင်တူလောင်ရုံအဆောက်အုံတစ်ခုမိလောင်သွားပြီးလေစိတ်ဝင်းအတွင်းကလုံချုံရင်ဖွဲ့ဝင်တွေလုံချုံရင်စောင့်ကြည့်ရာအဆောက်အုံလဲထိခိုက်ပျက်စီးကစစ်သားနှုတ်ဦးတန်းရသွားတယ်လို့ဆိုပါလေ ။ဒါပြင်လေစိတ်ပြင်းလန်းထိတ်မှရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်ကင်းသမားတွေရှိရာအဆောက်အအုံပျက်စီးသွားခဲ့ပြီးလေထဲအဆောင်ကင်းသား၄ဦးထဏ်ရာသွားတယ်လို့လည်းအသိပေးထားပါဗျ။သတင်းရင်းမြစ်တွေစီကနေစုံစမ်းသိရှိရသလောက်ဆိုရင်ထိခိုက်ပျက်စီးမှုတွေဟာအခုထက်ပိုများနိုင်တယ်လို့သိရပေမဲ့သူတို့ပြောတဲ့အချက်တွေတဲကတူညီတဲ့အချက်တွေကိုပဲထုတ်ပြန်လိုက်တာလို့သိရပါဗျ။အခုလိုတိုက်ခဲ့ရတာဟာငရင်ဘေးကြောင့်သခိုင်းမန္တလေးနဲ့ဘကိုးတိုင်းကပြည်သူတွေဒုက္ခပင်လယ်ဝေးနေချိန်မှာစစ်တပ်ကအရသာပြည်သူတွေကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲသတ်ဖြတ်နေတာကြောင့် ရန်သူလေတပ်နှိမ့်နေရေး BWN Mission 33အဖြစ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါလေခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စီရီတင်ကတော့ကလဲလွီထူခရိုင်မှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရဲသားတအုပ်တေဆုံးပြီးအိမ်ခုနှလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ ကရင်မျိုးသားစီယုံကော်တူးလီအုပ်ချုပ်မှုနယ်မြေကလဲလွီထူခရိုင်နယ်ကမူးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေကပြည်သူလူထုနေထိုင်ရာကြေးရွာတွေကိုပစ်မှတ်ထားပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်အပြစ်မဲ့ရဲသားတို့တေဆုံးခဲ့ရပြီးအိမ်ခုနှလုံးပျက်စီးခဲ့ရတယ်လို့ KNU ဘိုကဒီကနေ့အေဘီလာ20မှာထုတ်ပြန်လာပါတယ်စစ်ကောင်စီလက်အောက်ခံခလာရ164တပ်ကအီဗီလာ16ရက်နေ့မနက်9:00နာရီကျော်အချိန်မှာ120မမနှလုံးနဲ့ပြစ်ခတ်ခဲ့ရမှာလေတုံမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေတွင်းမှာရှိတဲ့ရေရင်းကုန်းချိပါတဲ့ကြားရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်43နှစ်အရွယ်မျိုးသားသူတေဆုံးကစိုက်ကဲနှစ်စီးနဲ့ထော်လာကြီးတစ်စီးထိမှန်ပျက်စီးခဲ့ပြီးအိမ်ချောင်းလုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်အရင်နေ့မနက်9နိုင်ဝင်းကျင်မှာပဲစစ်ကောင်စီလေးတပ်က Jet Fighter တစ်စင်းနဲ့နူဂေါ်ချေးရွာဘေးကိုလာရောက်ပစ်ခတ်ခဲ့တာကြောင့်နွားတကောင်နဲ့ဝက်တကောင်ကြီးထိမှန်တေဆုံးခဲ့ရတယ်လို့အသိပေးပါတယ်။အေပီလာ16ရက်နေ့ည7နိုင်ခွဲကန်အချိန်မှာလဲခမရ351တရင်ကလက်နက်ကြီးတလုံးပစ်ခတ်ခဲ့ရမှာထဏီကုန်းချေးရွာထဲကြောက်ရောက်ပေါက်ကွဲခဲ့ပြီးအိမ်တလုံးထိခိုက်ပျက်စီးခဲ့သေးတယ်လို့သိရပါတယ်။ ခလဲလွေထူခရိုင်အတွင်းမှာအာနာသိန်းအကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ကြမ်းဖက်လုပ်ရက်တွေကြောင့်အပြစ်မဲ့ရသပြည်သူပိုင်းပစ္စည်းတွေနဲ့အိမ်တွေထိခိုက်ပျက်စီးဆုံးရှုံးနေရပြီးပြည်သူလူထုအနေနဲ့လည်းစိုးရိမ်ကြောက်ရွံ့မှုတွေနဲ့အသက်ရှင်နေထိုင်နေကြရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ